နာပိုးတန်းစင်တဲ့အဆင့်30မှာအစိမ်းရောင်ပီတာတိုင်းကအရေးကြီးဆုံးပါမြန်မာတိုင်းဘောလုံးပွဲစဉ်တဲ့ချွတ်တင်လက်မှတ်တွေကိုသွန်ဝနာအားကစားခွင့်အောင်ဆန်းခွင့်ဗရုံမာခွင့်နဲ့လှည့်တန်းစင်တာတွေမှာဒီဇင်ဘာ2ရက်3ရက်တိုင်အောင်စတင်ရောင်းချနေပါတယ်။လက်မှတ်ဝဲဦးလို့သူတွေဟာမှတ်ပုံတွေယူဆောင်လာရမှာဖြစ်ပြီ ်လူတယောက်ကိုလက်မှတ်2ဆောင်လုံးဝယ်ယူနိုင်မှာဖြစ်ပါတယ်လက်မှတ်2ဆောင်ကိုအထူးတန်း9000ရေယူတန်း3000နဲ့ညှောင်းချနေတာဖြစ်ပါတယ်မြန်မာထိုင်းဘောလုံးပွဲစဉ်ကိုအားပေးခြင်းလို့မနက်စောစောစီးစီးလာရောက်တန်းစီခဲ့တာပါလို့ကိုစန်းလိုင်ကဆိုပါတယ်မြန်မာအသင်းနိုင်ရမဲလို့လည်းသူကယုံကြည်နေပါတယ်နားတော့တက်နေခင်ဗျာအားပေးတော့မှာပါရောက်ပြီးတော့အားပေးမယ် ောင်းဘူးလေဒီနေ့မှရောင်းပါလေတော့ဒီလာဆောက်ပြီးတော့မှနည်းကလေးလာဆောက်ပြီးတော့မှတက်စီပြီးတော့မှဝင်လေကြည့်ချင်တော့အားလည်းအားပေးချင်တော့မြမလရွေးတဲ့အတင်းဟာကိုယ့်ရဲ့အိမ်ခွေးမှာယုံကြည်မှုရှိရှိနဲ့နိုင်ငံမဲ့ဆိုရင်ထိုင်းကိုရှင်ပြိုင်နိုင်မယ်လို့ယုံကြည်နေသူကတော့ baby မြပါပရိသတ်ကိုဦးစားပေးပြီးလက်မှတ်တွေရောင်းချဖို့လိုအပ်နေသလိုခုလိုပွဲမျိုးကိုလက်မှတ်မရလို့ကြီးွက်မရဘူးဆိုရင် ်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့သူကဆိုပါတယ်ဒီနေ့ကမင်းရဲ့နေကံတွေမြန်မာနဲ့ခိုင်းကျင်ရမြန်မာလည်းစိတ်ဓာတ်ပြည့်နေခံတယ်ခိုင်းအောင်နိုင်ခါလာတော့ယုံကြည်မှုပြည့်ရှိလို့ဆိုရင်မြန်မာရဲ့စိတ်ဓာတ်ကိုကိုင်းမှာကိုမြေပေါ်မှာကံတဲ့အတွက်ကတော့အန်ဒီတို့ကတော့မြန်မာကိုအားပေးတဲ့သူမြန်မာကိုနိုင်မယ်လို့စိတ်ချတယ်ပရိသတ်ကိုလည်းစာပေးတယ်ကျင်ရနံပါတ်5ကျင်ရ ကြည့်တင်တဲ့လူတွေကလက်မှတ်မရလို့ရှိရင်ဒီလိုကွဲမျိုးကိုတွေ့သွားတယ်စိတ်ထဲမှာဒီလိုမျိုးကွဲမျိုးကိုဆန်နေတဲ့သူဂျုံလို့ဆိုတာပြောရမှာဘလုံးပရိသတ်တွေလက်မှတ်အစင်ပြဖို့အတွက်ကျွန်내လက်မှတ်တွေကိုတော့ဒီဇင်ဘာ2ရက်နေ့နဲ့3ရက်နေ့မှာ2ရက်တန်တိုင်းရောင်းချသွားမှာဖြစ်ပါတယ်။